ချစ်တော်ဓမ္မမိတ်ဆွေညီကောင်မောင်တို့မအားလုံးကိုယေရှုနာမဖြင့်မင်္ဂလာပါလို့နှုတ်ခွန်းဆက်တတ်ပါရယ်အခုချိန်ကစပြီးကျွန်တော်ဝေငါသွားမဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့ခရမုံချင်းနဲ့ရွေးကောက်ချင်းဆိုတဲ့နှုတ်ကပတ်တော်အဖြစ်ကျွန်တော်ဝေငါသွားမှာဖြစ်တယ်နောက်တစ်ခါပြောမယ်ခရမုံချင်းနဲ့ရွေးကောက်ချင်းအချစ်တော်ဓမ္မမိတ်ဆွေတို့ဒီနေ့ခရမုံချင်းနဲ့ရွေးကောက်ချင်းဆိုတဲ့နှုတ်ကပတ်တော်နဲ့ပတ်သက်ပြီးတော့မှဒီနေ့ဒီနေ့ခရိယံများဆိုတဲ့အထက်မှာဒီအရာကိုကျွန်တော်တို့လွဲမှားစွာ အယူဝါဒရှိနေခြင်းကိုကျွန်တော်တွေ့ရတယ်။ဘာဖြစ်လို့လဲဆိုတော့လူတချို့ကပြောတယ်။ဘလောက်ပဲသူစရိုက်တွေလုံနေလုံနေဘလောက်ပဲနတ်ဆိုးတွေကိုကိုးကွယ်နေဘလောက်ပဲဖျားတခင်ကိုပုံကန်နေပါစေတဲ့။လူတယောက်ကိုတဲ့ရှေ့ကကဘာမတီမီရှေ့မဆွားကပြင်ရွေးနှုတ်ထားမယ်ဆိုရင်တဲ့။အဲ့ဒီလူကဖျားတခင်ကရှေ့မဆွားကပြင်တဲ့အသက်ဆာဆောင်မှာထည့်ထားမယ်ဆိုရင်ဒီလူကတဲ့။နောက်ဆုံးမှာခရစ်တော်နဲ့ပြန်လာပြီးမှကယ်တင်ခြင်းရတယ်။ အခုဘလောက်ပဲအမှုတော်ဆောင်နေဖြစ်စေကောင်းမြတ်ခြင်းဘလောက်ပဲပြောနေဖြစ်စေယေရှုကိုဘလောက်ယုံနေတယ်ဖြစ်စေသူ့ရဲ့အသက်ဆာဆောင်အမိကိုရှေ့မစောကပြီဘုရားသခင်ကရွေးကောက်ခြင်းမရှိဘူးအသက်ဆာဆောင်မှာထဲ့ထားခြင်းမရှိဘူးဆိုရင်နောက်ဆုံးတဲ့သူကကယ်တင်ခြင်းမရဘူးလို့ဆိုတော့ဒီလိုမျိုးအငင်းခုံလူအတွေးခေါ်နဲ့ခံယူချက်တွေကများစွာရှိပြီးမှနှုတ်ကပတ်တော်နဲ့ဆန့်ကျင်နေတော့ကျွန်တော်တို့တွေ့တဲ့အတွက်ကြောင့်မို့ဒီနေ့ ခေါ်မှုချင်းနဲ့ရွေးကောက်ချင်းဆိုတာဘလို့ခေါ်ပြီးမှဘလို့ရွေးကောက်ခဲ့တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ရှင်းပြသွားမှာဖြစ်တယ်။ဒီရာဝရှင်းပြတဲ့အခါမှာကျွန်တော်ကျန်းစာတစ်ပိုက်ကိုကျွန်တော်တို့ဖတ်မှာဖြစ်တယ်။မတ်တဲအခန်းကြီး20နှစ်အငယ်14ထို့သူခေါ်တော်မူသောသူအများရှိတော်လဲရွေးကောက်တော်မူသောသူနည်းသည်ဟုမိတ်တော်မူ၏။ရောက်စတဲ့ငုံတန်ရှင်တော်ဝိညာဉ်တော်ဖွင့်ပြမှုပေးပါစေ။အဲ့တော့ခေါ်ခေါ်တော်မူခြင်းနဲ့ရွေးကောက်တော်မူခြင်းဆိုတဲ့ နှုတ်ကပတ်တော်ခေါင်းစဉ်အဖြစ်ကျွန်တော်တို့ဝင်းကားတဲ့ခါမှာကျွန်တော်တို့တမဟောင်းနဲ့တမတိကိုကျွန်တော်တို့အချင်းချုပ်ကျွန်တော်တို့အပိုက်နှစ်ပိုက်နဲ့ခွဲပြီးကျွန်တော်ရှင်းပြသွားမှာဖြစ်တယ်ပထမအနေကတော့တမဟောင်း39ချမ်းမှာဖျားသခင်ရဲ့လူမျိုးတော်ကိုခေါ်တော်မူခြင်းနဲ့ရွေးကောက်ခြင်းအကြောင်းကိုကျွန်တော်အချင်းချုပ်ရှင်းပြသွားမှာဖြစ်တယ်။အဲ့ဒါနဲ့ပတ်သက်ပြီးမှတော့ကျွန်တော်တရားဟောရကြအခန်းကြီးခွန်အငယ်6ခွနဲ့ခွန်မှာကျွန်တော်တို့ကြည့်တဲ့အခါမှာအကြောင်းမူကားတင်း တင်ဒီတင်ဤဖျားသခင်သာရဖျားအဖို့တန့်ရှင်းသောအမျိုးဖြစ်၏မြေကြီးပေါ်မှာရှိသည်များသောလူမျိုးထက်တင်ဤဖျားသခင်သာရဖျားပိုင်ထက်သော အမျိုးဖြစ်စေခြင်းကတင့်ကိုရွေးချယ်တော်မူ၏တဲ့ဒီနေရာမှာခုံမှပြန်ကြည့်တဲ့အခါမှာဖျားသခင်ကတမဟောင်းတော်အုပ်လုံးကိုကျွန်တော်ကြည့်တဲ့အခါမှာဖျားသခင်ကအာဗြဟံဣဇက်ယာကုမစာပြီးဣတေလလူမျိုးတော်ကိုဖျားသခင်ကခေါ်တော်မူခြင်းကိုကျွန်တော်တွေ့ရတယ်ဘလို့ခေါ်လဲဆိုရင်ကပ္ပဝုအခန်းကြီး7မှာကျွန်တော်တို့ကြည့်တဲ့အခါမှာလည်း ဒီနေ့ဘုရားသခင်ကခေါ်တယ်ခေါ်ရဲဆိုတာကဣတေလလူမျိုးတွေကိုကဘာဦးကျမ်းစနစ်မှာရှိတဲ့အခါမှာဘိုးဘေးဖြစ်တဲ့အာဗြဟံကိုဘုရားသခင်ကခါလဒဲပြည်ကနေခေါ်တယ်ဘာဘူးလုံပြည်ကနေခေါ်ထုတ်တယ်အဲ့တော့ခါလပဲခါလဒဲပြည်ကခေါ်ထုတ်တဲ့အကြောင်းရင်းကိုကျွန်တော်တို့ရှင်းသွားမှာဖြစ်တယ်ခါလဒဲဆိုတဲ့အဓိပ္ပာယ်က S the devil ဖြစ်ပြီးတော့မှ ပြောချင်တဲ့သဘောကခါလဒဲဆိုတာဝိညာဉ်ရင်းရမှာသူ့ရဲ့မူရင်းမှာနတ်ဆိုးများမကောင်းဆိုးဝါးပြည်နေတဲ့နေရာဖြစ်တယ်အဲ့တော့အာဗြဟံကလည်း ခါလတဲ့မှာနေတဲ့ခါမှာအသက်ရှင်တဲ့ဖရာသခင်ကိုကူးကွယ်တာမဟုတ်ဘူးပြရုပ်တုစင်းတုတွေနဲ့အသက်မွေးဝမ်းကြောင်းပြုနေတဲ့အဲဒီနေ့မကောင်းသောအရာပြည့်နေတဲ့လောကအရာပြည့်နေတဲ့အရာမှာပဲကျင်လည်တော်အာဗြဟံဖြစ်တယ်။ဒါကြောင့်မို့ဖရာသခင်ကသူ့ကိုခေါ်တဲ့အကြောင်းရင်းကအဲ့ဒီရုပ်ထုတွေပြည့်နေတဲ့နော်မာယူနဲ့ကိုးကွယ်မှုမာယူနဲ့ယုံကြည်မှုလောကမောင်မိုက်ထဲကနေသူ့ကိုခေါ်ထုတ်ပြီးတော့မှဖရာသခင်ရဲ့အလင်းနဲ့ဖရာသခင်ရဲ့အတူလျှောက်ဖို့လူမျိုးတော်ဖြစ်ဖို့ဖရာသခင်ကသူ့ကိုခေါ်တော်မူခြင်းဖြစ်တယ်။ဒါကြောင့်မို့ ဘုရားသခင်ကခေါ်တယ်ဆိုတဲ့အချိန်မှာလူတချို့ကနားမလဲပြီးတော့မှဘာပြောလဲဆိုရင်တန်ရှင်းတော့သူစိတ်လေးမတောက်ရက်မတောက်တော့သူဖြောင့်မတော့သူငငယ်ကနဲ့ကြီးတဲ့အထိအမလိန်တော့သူသူစိတ်ရမပြူတော့သူလို့ထင်မြင်နေကြပြီမှမဟုတ်ပါဘူးကဘာဦးတကံဒီနေ့အဲတမဟောင်းကျန်တဲ့အုပ်လုံးကဣတေလလူမျိုးရဲ့ဘိုးဘေးဖြစ်တဲ့ အာဗြဟံကိုခေါ်တဲ့အခါအာဗြဟံမောင်မိုက်သူစီရဲ့နတ်ဆိုးနဲ့ပြည်နေတဲ့နေရာကနေဘုရားသခင်ကသူ့ကိုခေါ်တော်မူခြင်းခေါ်ခဲ့ခြင်းဖြစ်တယ်။ဒါကြောင့်မို့ပြောချင်တဲ့အကြောင်းရင်းကဘာလဲဆိုရင်ဒီနေ့တင်ကဝမ်းနဲ့ချေကွင်းမှုအမျိုးမျိုးပေါ်သူစီရဲ့မျိုးအဲဒီနေ့ခွင့်မလွတ်နိုင်အောင်အပြစ်မှာရှိနေတော့လဲဘုရားသခင်ဒီနေ့တင်ကိုခေါ်နေခြင်းဖြစ်တယ်။ နောက်တစ်ပိုက်ကျွန်တော်ရွေးကောက်တော်မူခြင်းကိုပြန်ရှင်းမှဖြစ်တယ်။တမဟောင်းမှာခေါ်တော်မူခြင်းနဲ့ရွေးကောက်တော်မူခြင်းဆိုတဲ့အပိုက်နှစ်ပိုက်ကိုကျွန်တော်ခွဲခြားထားတယ်။ဘုရားသခင်ကအာဗြဟံ၊ဣဇက်၊ယာကုပ်ကိုခေါ်တဲ့အခါမှာသူတို့ကဂယုမဆိုင်ပဲနဲ့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အသက်ရှင်တဲ့ဘုရားသခင်ပေါ်မှာစိတ်ဝင်စားမှုမရှိဘူး၊နောက်ပြန်လှည့်ခြင်းမရှိဘူး၊နောက်သားတရားမရှိဘူး။ဆိုရင်တော့ဘုရားသခင်ကသူတို့ကိုဘလောက်ပဲခေါ်ခေါ်သူတို့ကိုရွေးကောက်လို့မရပါဘူး။ဘာဖြစ်လို့လဲ?ဘုရားသခင်ကခေါ်ရင်ကျွန်တော်ကထူးမှဘုရားသခင်ရဲ့ ခေါ်တဲ့အရာကိုကျွန်တော်တို့ထူးပြီးတော့မှဘုရားသခင်စေခိုင်းတဲ့နေရာကိုကျွန်တော်တို့ကလှုပ်မှနေရာကိုနေမှဘုရားသခင်တွားခိုင်းတဲ့လမ်းကိုတွားမှကျွန်တော်တို့ကခေါ်ချင်းမှတဆင်ရွေးကောက်တဲ့အဆင့်ကိုကျွန်တော်တို့ရောက်သွားမှဖြစ်တယ်။အဲ့တော့တမဟောင်းမှာခေါ်ချင်းရဲ့အသေးပေကဘာလဲဆိုရင်တူတင်ငယ်စိတ်တင်ငယ်နွားတင်ငယ်တွေရဲ့အသွေးအားဖြင့်ခေါ်ချင်းဖြစ်တယ်။တမဟောင်းမှာခေါ်ရဲဆိုတာကဒီနေ့ဒုစရက်ကိုစွန့်ပြီးတော့မှဘုရားသခင်ရှင်မှာနောင်တရဖို့အပြည့်ဝချတောင်းပန်ဖို့အတန်ရှင်တော့ဘုရား ကိုလူတွေကအပြစ်ရှိတဲ့လူတွေကချစ်ကပ်လို့မရဘူးဒါကြောင့်ဘုရားတန်တိုးဝင်တဲ့လူကအပြစ်ကိုဖုံးအုပ်တဲ့တိုးအသွေးစိတ်အသွေးတိရစ္ဆာန်အသွေးတွေနဲ့ပူဇော်တက်ကပ်ပြီးမှဘုရားသခင်ကိုဝုပြုကိုးကွယ်ဖို့ဘုရားဝုကိုပြုဖို့ဘုရားနဲ့အတူရှောက်ဖို့ဘုရားစကားကိုကြားဖို့ဘုရားနဲ့အတူကျင့်နေဖို့ဘုရားနဲ့အတူတဟဇာတဖြစ်ဖို့ခေါ်တော်မူခြင်းဖြစ်တယ်အဲ့ဒီခေါ်တော်မူခြင်းကိုသူပြီးမှလက်ခံတဲ့အခါမှာ ခေါ်တော်မူခြင်းထဲမှာပါသွားတဲ့အခါမှာဘုရားသခင်ကနောက်တစ်ဆင့်ပြန်လုပ်တဲ့အရာကတော့ရွေးကောက်တော်မူခြင်းဖြစ်တယ်။ရွေးကောက်ခြင်းဆိုတာကလူမျိုးတစ်မျိုးဖြစ်ဖို့ယေရှုခရစ်တော်ရဲ့အသွေးတော်အဖြစ်ဆင်ကျင်ခြင်းကိုပုံဆောင်ထားတော့အဲဒီနေ့ယေရှုခရစ်တော်ဆိုတဲ့မိမအမျိုးဆိုတဲ့ကမ္ဘာဦး35မှာရှိတဲ့ခရစ်တော်ဒီလူလူသားအလုံးကိုကယ်တင်တဲ့ယေရှုခရစ်တော်ဒီအာဗြဟံအမျိုးမှာဆင့်သက်တယ်လို့ကမ္ဘာ 我冇表态嘞，单一队嘞，冇带看球队嘛。一手看到伢苗的身材嘛嘞，啊，一手的阿不拉罕伢苗的皮张张对呀嘞。哎，那打嘛好嘛，进球进入表演嘞，看嘛打嘛好嘛，靠着母亲输了个对垒赛，对垒奥马靠嘛，本届第一天嘛靠嘛，本届第一天五个吉普，本届第一天得神炮，别的看是看我南通炮，都对谁对啊？一批的都对谁对奥马靠着母亲批的，大家冇打嘛好嘛，靠着母亲个冇突破双眼。 ဖျားသခင်ရဲ့အတန်ကိုဂယုမဆိုင်ဘူးဆိုရင်ရွေးကောက်ချင်းဆိုတာက ပေးလို့မရပါဘူးခေါ်တော်မူခြင်းအရင်ဖျားသခင်ကစတင်ပြီးတော့မှခေါ်တော်မူခြင်းကိုလက်ခံပြီးတော့မှယုံကြည်ကိုးစားတဲ့အချိန်ကျမှနောက်တစ်ဆင့်ဖျားသခင်ကလှုပ်တော်ကလူမျိုးတော်ဖြစ်ပြီးတန်ရှင်တော်လူမျိုးဖြစ်ပြီးဆိုတဲ့တစိတ်ခတ်ခြင်းနဲ့ရွေးကောက်တော်မူခြင်းကိုစတင်ခြင်းအပိုင်နပိုင်ကိုကျွန်တော်ဖြစ်တယ်ဒါကြောင့်မဖျားကဒီနေ့ကျွန်တော်ကိုခေါ်တယ်နုကပတ်တော်အဖြစ်ခေါ်တယ်အင်္ဂလိပ်အဖြစ်ခေါ်တယ်တမန်တော်အဖြစ်ခေါ်တယ် ဒီနေ့ဝိစာအဖြစ်ခေါ်နေတဲ့တရားဟောအတန်ဖြစ်ခေါ်နေတဲ့ဒီခေါ်တန်ကိုကျွန်တော်တို့ကလက်မခံဘဲနဲ့အာကျွန်တော်တို့ကဲတီချင်းရဖို့ဆိုရင်ရှင့်မစော့ပြီးရွေးနှုတ်ထားတယ်ဆိုတဲ့ဒီလိုမျိုးလေးချက်တော့မထားကြပါနဲ့ဖျားသခင်ခေါ်တော်မူခြင်းကိုသူ့မှတာနဲ့ရွေးကောက်ခြင်းဆိုတဲ့အပေါ်မှာဖျားသခင်ကလှုပ်ဆောင်မှာဖြစ်တယ်ဒါကြောင့်မဖျားသခင်တင့်ကိုရွေးကောက်ခြင်းမရွေးကောက်ခြင်းဆိုတာဘယ်အပေါ်မှာမူတည်လဲဆိုရင်ဖျားသခင်ရခေါ်တော်မူခြင်းဖျားသခင်အတန်ကြားခြင်းကို ဂယုဆိုင်ခြင်းမဆိုင်ခြင်းနာခံခြင်းမနာခံခြင်းအပေါ်မှာမူတည်ပါတယ်အခုဒုတိယအပိုက်ဖြစ်ကျွန်တော်တမတိအဲတမတိကျမ်း29ကျမ်း၌ခေါ်တော်မူခြင်းနဲ့အဲရွေးကောက်တော်မူခြင်းကိုကျွန်တော်လေ့လာသွားမှာဖြစ်တယ်အဲ့တော့ခေါ်တော်မူခြင်းဆိုတဲ့အခါမှာကျွန်တော်တို့အဲအိဖက်အခန်းကြီး3အငယ်3နဲ့4မှာကျွန်တော်တို့ကြည့်တဲ့အခါမှာရှင့်မစွာကပြင်ယေရှုခရစ်တော်နဲ့တင်တော့ကိုအဲ ရွေးကောက်ထားတယ်ရွေးနှုတ်ထားတယ်ဆိုတဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တွေ့ရပါတယ်ဒစိတ်ခတ်ထားတယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်ဒါဆိုရင်ကျွန်တော်ပြောချင်တယ်ဒီနေ့တမဟောင်းမှာကတူအသွေးစိတ်အသွေးအဖေးပရိညတရားအဟောင်းပညာတရားကိုကျင့်ဖို့ပညာတရားထဲမှာတက်ရှင်ဖို့ဘုရားသခင်ကခေါ်ခဲ့တယ်ဒီလိုခေါ်ခဲ့တဲ့ထူးတဲ့ခါမှာဘုရားသခင်ကလူမျိုးတော်ကိုရွေးကောက်ပြီးတော့မှသာဝရဘုရားသခင်ပိုင်တော်ဥစ္စာဖြစ်ဖို့ဒစိတ်ခတ်လိုက်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ် ဒါဆိုရင်ဒီနေ့တမသိမှာကဘလို့ခေါ်လဲယေရှုခရစ်တော်ကခေါ်ပါတယ် follow me တဲ့ငါနောက်တော့ like ခဲ့ပါလို့ယေရှုခရစ်တော်ကခေါ်နေပါတယ်ဒါဆိုရင်တမဟောင်းမှာခေါ်တာနဲ့တမသိမှာခေါ်တာဘလို့ကွာခြားလဲတမသိမှာခေါ်တာကသူ့အသွေးစိတ်အသွေးနဲ့ဝတ်ပြုဖို့ဆက်လက်ပြီးတော့မှဒီနေ့ပညာတရားကိုကျင့်ဖို့ခေါ်ထမ်းခြင်းမဟုတ်ဘဲနဲ့ယေရှုခရစ်တော်တပါးတည်သောသားတော်ဤ အသွေးတော်အောင်လိုက်ခေါ်တော်မူခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့အသွေးတော်ကဘလို့ခေါ်လဲ။ဒီနေ့ကဘာမှာကိုးကွယ်မှုယုံကြည်မှုဘာသာတရားအများကြီးရှိတယ်။လူတွေကမိမိစူးစားခြင်းအဖြစ်မိမိတန်စူးစားခြင်းအဖြစ်မိမိရဲ့ကောင်းမှုကုသိုလ်ပြုခြင်းအဖြစ်ကောင်းတဲ့နေရာကိုရောက်မယ်။ကောင်းမှုကုသိုလ်မပြုဘူးဆိုရင်စိတ်ထားကောင်းမရှိဘူးဆိုရင်ငရေရောက်မှဆိုတဲ့အသွေးခေါ်လူတိုင်းမှာရှိတယ်။ဒါကြောင့်မိမိစူးစားခြင်းမိမိပြညတ်တရားအကျင့်တရားကိုအားကိုးတဲ့ခေါ်တော်မူခြင်းနဲ့အဲကိုးကွယ်ခြင်းကအဲ့ဒါကိုဘာသာတရားလို့ခေါ်တယ်။ ဒါပေမဲ့ယေရှုခရစ်တော်ရဲ့အသွေးတော်ဖြစ်ခေါ်ခြင်းကဘာသာတရားခေါ်နည်းမဟုတ်ဘူးတမန်တရားခေါ်ခြင်းဖြစ်တယ်ဘလို့ခေါ်တာလဲယေရှုခရစ်တော်ကလက်ဝါးကားတိုင်မှာအမှုပြီးပြီဆိုမှခေါင်းဆိုင်ကရွေးအသင့်ရှင်ဆုံးကလကံကွဲ၍မြင်ကလေးလို့ရဲ့တင်ကြတကားဖွင့်ပြီးကြောက်ခမ်းများကွဲ၍နေမင်းကြီးမောင်မောင်ရဲ့ခရစ်တော်နောက်ဆုံးထက်တဲ့မှာဒီနေ့အာသာမန်စင်တဲ့လူသားတွေခန်းစားရမယ့်ကံချွေဝုချွေတမလုံးချွေအမင်္ဂလာအာလုံးခရစ်အတိတ်မှာပြုလုပ်ခဲ့တဲ့အပြစ်ဒုစရိုက် ်ယခုပြုလို့နေတဲ့အပြစ်ဒုစရဲ့နောက်ပြုလို့အမဲ့အပြစ်ဒုစရဲ့ကံကျွေးကိုကျွတ်အတိတ်ပြဆုပါနာကအားလုံးခရစ်တော်ကိုခန္ဓာတို့ထည့်ပြီးမှခရစ်တော်နဲ့အတူရိုက်နှိမ့်ခဲ့ပြီဒါကြောင့်မို့ယေရှုခရစ်တော်အသွေးတော်အဖြစ်ကျွန်တော်တို့ခရစ်တော်အသွေးတော်အဖြစ်ကျွန်တော်တို့ဒီယေရှုခရစ်တော်သုံးရမြောက်နဲ့ရှင်ပြန်ထမြောက်ရဲ့မနေ့နေ့နောက်ကာလမှာပြောင်းလဲပန်းအသက်ရှင်သောခရစ်တော်ဤယေရှုတော်တော်ကိုယ်တော်အဖြစ်ကျွန်တော်တို့ဒီအသွေးတော်အဖြစ်ဒီနေ့ကစ၍ကျွန်တော်တို့ဒီ 啊，别没许多都偏偏，啊，比如像当班生来么老弱无，刚没过多，比如像阿片来刚跟人啊，刚人啊要钱么后边呢，也受苦多阿片，进入过看那社会人呢单身咯都生结多多，漂亮多多，阿爷大妈刚跟她偏偏，妈妈大妈阿领导偏偏，阿明个啦嘛明个啦都要偏偏，啊别许多多嘛啊别没许多多偏偏，看到一阿对阿片他看太远了，该等偏偏，他我让。 啊，表面许多都原来都皮皮说的，第一下午等永吉来看嘛，所以也熟客到个。等我永吉都要说到我，但是隔壁远搞来也皮的。但的的的的、啊、这么等下拍照嘛，上上那都没拍到不？等下我也多阿些了没录了不？要啊，看你到我摄像嘛，别的看你打扰我永吉都多的了。等下生意轻了，没有，没永吉都多的一苦边，等下生来意来细一点了，啊，等下别听你。 ဒီနေ့ခရိယံများစွာကတေမတိမယ်ဖျားသခင်ရွေးကောက်တဲ့လူပဲကဲတီချင်းရမယ်မရွေးကောက်တဲ့လူကဘာပဲလုပ်လို့မရဘူးဆိုတဲ့အသွေးခေါ်အားမားပါတယ်တင့်ကိုဖျားသခင်ရွေးကောက်ခြင်းမရွေးကောက်ခြင်းဆိုတဲ့ရွေးနှုတ်ခြင်းဆိုတာကဘယ်အပေါ်မှာမူတည်လဲဆိုရင်ကားတိုင်ပေါ်မှာယေရှုခရစ်တော်လှုပ်ပေးသွားတဲ့ဂျေဇုတရားကိုတင်လက်ခံသလားလက်မခံဘူးလားဆိုတာအပေါ်မှာပဲမူတည်တယ်တမဟောင်းမှာအာဗြဟံဣဇက်ယာကုတ်ကိုခေါ်ပြီးမှသူတို့ကဖျားကြီးအခေါ်တောင်ကိုကြားတဲ့အခါမှာဖျားနောက်လိုက်တဲ့အတွက်ကြောင့်မို့ဖျားသခင်ကိုယုံကြည်ကိုးကွယ်တဲ့အတွက်ကြောင့်မို့ ်သူတို့ကယွင်းကောက်တော့ယွင်းတော့လူမျိုးဖြစ်စေတဲ့ကဲ့သို့ဒီနေ့ယေရှုခရစ်တော်ရဲ့ကားတိုင်တစ္ဆာအဖြစ်တင့်ကိုခေါ်နေတယ်ဒီအရာကိုတင့်ယုံကြည်မယ်ဆိုရင်ဘာသာတရားမှတမန်တရားတို့ကူးပြောင်းပြီးကြိုးစားခြင်းမှကိုးစားခြင်းအသက်တော်ကိုကူးပြောင်းတဲ့အခါမှာတင်ဟာသာဝရမရှုံးရှုံးနိုင်တော့သာဝရကဲ့သို့ချင်းသာဝရပြစ်လွတ်ခြင်းကိုရပြီးတင့်ကိုသာဝရယေရှုခရစ်တော်ယွင်းမှုထားပြီးဒါကြောင့်မို့ဒီနေ့အဲတိမောသေပထမဆန်ဆောင်အခန်းကြီးနေ့အငယ်၄နဲ့၅မှာဖျားသိခင်လေး လူသားအားလုံးကိုကဲ့တီချင်းရလူတွေအားလုံးကိုဖျားတည်ခင်ကဲ့တီချင်းရစေလို့တဲ့ဒါကြောင့်အဲ့ဒီရစေလို့တဲ့အတွက်ကြောင့်လေသူ့သားတပါတိတော့သားတော်ကိုဆွမြမလက်ဝါကတဲ့မှာအတေခါမြမအားလုံးလာကြပါကဲ့တီချင်းရမယ်သားတော်ကိုယုံကြည်ကြပါဆိုတဲ့လူနဲ့ဖျားချမ်းမှာ အာမခံတပါးတည်းရှိသည်ထိုသားတော်သည်လူဇာတိကိုခံတော်ယေရှုခရစ်တော်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်မို့ဒီနေ့ဘာသာတရားကိုချင့်ချင်းဖျားကြောင်းပုံမှန်သွားချင်းအလိုပြုချင်းဖျားဘာသာတရားအသိတော်တစ်ခုခုမှအမိတင်းတန်းချင်းအမိတွေးမိမှအသိတော်မှချမှတ်ထားတဲ့စီမီများကိုဒီနေ့လိုက်လျှောက်ချင်းလူတန်းချင်းစူးစမ်းချင်းလူမှုရေးလှုပ်ချင်းဟုတ်လားဒါလူတန်းချင်းအဲ သူတော်စင်လှုပ်ခြင်းကတင့်ကိုကယ်တည်ခြင်းမရစေနဲ့ဒီအရာကိုမလှုပ်နဲ့လို့မပြောဘူးဒါပေမဲ့ဒီအရာလှုပ်ခြင်းအဖြစ်တင့်ကိုကယ်တည်ခြင်းမပေးနိုင်ဘူးကယ်တည်ခြင်းပေးတာကခရစ်တော်ကားတိုင်းမှာတင့်အတွက်အသက်ပေးခဲ့ပြီးပြီယနေ့ကဆက်ရွေးတင့်ကအပြစ်ဝင်ချက်တောင်းပါစရာမလိုတော့ဘူးအပြစ်လည်းမရှိတော့ဘူးလွတ်မြောက်ပြီဆိုတော့ကားတိုင်းမှာတင့်ကိုခေါ်နေတဲ့အရာကိုတင်လက်ခံမယ်ဆိုရင်တင့်ကိုဖျားသိခင်ရွေးနှုတ်သားပြတာဖြစ်တယ်ဘလို့ရွေးနှုတ်တာလဲ ရှင့်မစော့ပြင်ရွေးနှုတ်တယ်ဆိုတာကလူတွေအားလုံးကိုဘုရားသခင်ကရွေးနှုတ်ထားတာမဟုတ်ဘူးလူတွေအားလုံးကိုချစ်တဲ့အတွက်ကြောင့်မို့သူ့သားယေရှုခရစ်တော်ကိုလက်ဝါးကတည်းကအသေးခံရွေးတုံးရံမြောင်းနဲ့ရှင်ပြန်ထမြောက်ရွေးလူတွေကံကြွေးကိုကျွတ်တယ်လို့ပေးဖို့အတွက်ဒီနေ့အဲအဖက်ခန်းကြီး 对，俺都那来嘛，什么啥个病？对那个偏的看，越高他了，那么表不？什么啥病？也受克到那对那个越高他了。路里阿龙个偏的看啊，吃的俺也个么多少岁了不？该的钱也是路来对账目，他怕地到打扰路，当阿龙对不作不偏的看啊，运动他钱，别的大账目也受克到那个路里个偏个运动他钱别的。阿到面对路里个偏个，什么啥个病？ ဒီဒီအဖွဲကကဲ့တချင်းရမယ်ဒီအဖွဲကကဲ့တချင်းမရဘူးဆိုတော့ရွေးနှုတ်ထားခြင်းမျိုးမဟုတ်ပဲနဲ့ယေရှုခရစ်တော်၌သာခရစ်တော်ကိုယုံကြည်သူဟူသာခရစ်တော်ကိုလက်ခံသူဟူသာရွေးနှုတ်ထားခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဝင်ငါရင်းနဲ့ဒီနေ့ခေါ်တော်မူခြင်းနဲ့ရွေးနှုတ်ခြင်းဆိုတဲ့နှုတ်ကပတ်တော်ဖြစ်ကျွန်တော်တို့အဝင်ငါထားပြီဖြစ်တယ်ဒါကြောင့်မို့ခေါ်ရဆိုတာကလူတွေအားလုံးဖျားသိခင်ကယ်တင်ခြင်းရစေတဲ့ငရေတော် သွားဖို့ဖះအလိုတော်မရှိဘူးငရဲဆိုတာလည်းလူသားအတွက်ဖန်ဆင်းထားတာမဟုတ်ဘူးသူ့ကိုပုံကန်တဲ့မိဆာလူစီဖာအတွက်ပဲဖန်ဆင်းထားခြင်းဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ဖះသခင်ခေါ်တောင်းကိုဖះသခင်ရဲ့ခြေဆုတော်ဂရုနာကားတိုင်းတစ္ဆာကိုသင်လက်ခံပြီးထူးမယ်ယုံကြည်မယ်ဆိုရင်တော့ခရစ်တော်လှုပ်ပေးသွားတဲ့အရာကိုယုံကြည်မယ်ဆိုရင်တင့်ကိုဖះသခင်ကယနေ့မှစရထာရကာလတိုင်းရွေးကောက်ထားပြီးရွေးနှုတ်ထားပြီးဖြစ်ကြောင်းသင်ပြလိုပါတယ်အားလုံးကိုဖះရှင်ကောင်းချီးပေးပါစေ